ကဲမင်္ဂလာပါကျွန်တော်ရဲ့ Not Tiger Channel ကနေအရောက်တန်းကိုဖပြန်လဲပြီးတော့ဆက်လိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကိုအစဉ်အမြဲအပိရှိပြီးအရောက်တန်းကိုလည်းအထူးပဲကြည့်လို့တင်တယ်ဒီနေ့ရဲ့ကျွန်တော်တင်ဆက်ပေးမယ့် view လေးကတော့မြင်းမရဲ့ view file လေးပဲဖြစ်တယ်အတူတူကနားဆင်ရအောင်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျွန်မမနေ့ကကြာရောက်ခဲ့တဲ့65နှစ်ပြည့်တော့ KIO အထိမ်းမနေ့မှာဥက္ကဋ္ဌပြောသွားတဲ့စကားအများကြီးထဲကနေမှအခု ်ခွေးတွေလောင်းနေတဲ့အချက်တစ်ချက်ရှိတယ်။တခုကတော့ရွေးကောက်ပွဲဖြစ်လာမှာကို KIOD စိုးရင်တယ်။ဘာကြောင့်စိုးရင်တယ်လဲဆိုတော့ရွေးကောက်ပွဲကိုလက်ခံတဲ့အဖွဲ့နဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့အဖွဲ့နှစ်ဖွဲ့ရှိလာမယ်။ဒီအဖွဲ့နှစ်ဖွဲ့ဟာပြန်လည်ပြီးတော့ညှိနှိုင်းဆွေးနွေးဖို့ရအတွက်ခက်ခဲတာတွေရှိလာလိမ့်မယ်။ ဒါကြောင့်မို့ပြည်သွင်းစစ်ကပိုပြီးမှရှေလျားလာနိုင်တယ်ဆိုတဲ့အကြောင်းပြောသွားတယ်။နောက်တစ်ခုကတော့လက်နက်ကိုင်းပြီးတော့ငိမ့်ချိုင်ရမရနိုင်ဘူးဆွေးနွေးချင်တာဖြစ်ပေမဲ့ငိမ့်ချိုင်ရရနိုင်တယ်ဆိုတဲ့ဥစ္စာကို KIOD ကအစကတည်းကလက်ဆွဲကင်ထားတာဖြစ်တယ်။ဒီနှခုကိုခွေးတွေဘက်ကနေမှလောင်ကျွမ်းနေတယ်။ဆိုတော့အခုဒီကျမနဘဲနားမှာနော်ဒီငပောက်ဆိုတဲ့ခွေးတရောင်းစား ဘာပြောတယ်လဲဆိုတော့စကားဘလောင်းပလေပြောတဲ့သူအဖာကောင်းလှုပ်ရှားရမှာလို့ရေးထားတယ်ငါပေါ့ပြောပြမယ်ကျမတို့ဩကထကိုဖာကောင်းလှုပ်ရှားစေချင်လားနင့်အမေကိုလွတ်လိုက်ပါနော်နင့်အမေရဲ့နင့်နမရဲ့နင့်ရဲ့ပါဇက်ပါတခါလဲပို့လိုက်ပါကျမတို့ရဲ့ဩကထဟာဖာကောင်းလှုပ်ရှားချင်တယ်လားမလှုပ်ရှားချင်ဘူးလားဆိုနင့်သိလိမ့်မယ်ဆိုတော့ တော်တို့ရဲ့ဥက္ကဋ္ဌကဖာကောင်းဟုတ်မဟုတ်ဆိုတာလဲနင့်အမေကိုမဲကြည့်လိုက်ပြီးလို့ရှိရင်နင့်ပါဇက်ကိုလည်းမဲကြည့်လိုက်နင့်ပါဇက်ကနေမှဟုတ်တယ် KIO ဥက္ကဋ္ဌကဖာကောင်းဖြစ်တယ်ဆိုတာနင့်ပါဇက်ကပြောလို့ရှိရင်တော့နင့်ရဲ့ပါဇက်ကခံဖူးတယ်လို့ပြောလိုက်မယ်ပြီးလို့ရှိရင်နင့်အမေကိုမဲကြည့်လိုက်နင့်အမေကလည်းဟုတ်တယ်လို့ပြောလို့ရှိရင်တော့နင့်အမေနဲ့ကျမတို့ကောင်းဆောင်ကအိတ်ဖို့လို့ဖြစ်လိမ့်မယ်နင့်အမေမပြောဘူးနင့်ပါဇက်ကနေလည်းမဟုတ်ဘူးလို့ပြောလို့ရှိရင်တော့ကျမတို့ကောင်းဆောင်ဟာဖာကောင်းမဟုတ်ဘူးဆိုတာကိုပြောချင်တယ်တရောင်းစာဖုံးကြီး သူများတွေလို့မရှာစားချင်လို့ကတုံးတီးမိမှဘာရာရဲကို ခုတုံးလို့ပြီးမှတောင်းစားတော့တောင်းစားခွေးကတုံးခွေးကိုကိုကိုဖះဖះလို့ပြောတယ်နင့်လိုမျိုးသားဖះဆိုလို့ရှိရင်လောကကြီးထဲမှာပြည်တစားတောင်းနင့်ထက်တောင်းမှပုံမှန်တန့်ရှင်းတယ်နော် ခွေးတောင်းစားနင့်လိုမျိုးခွေးနင့်တို့အမျိုးတွေဟာခွေးမျိုးတွေနင့်ပါခွေးဖြစ်တယ်နင့်ရဲ့ကတုံးကိုဟိုခွေးမစင်ပဲလိမ့်ထားသိပြီလားဗုဒ္ဓဘာသာဒီကိုသူများပြောเสียပောက်ခတ်เสียဖြစ်တာဟာနင့်တို့လိုမျိုးလက်ကြောမတင်တော့ခွေးတောင်းစားတွေကြောင့်ဖြစ်တယ်တစ်ခါပြန်ပြောပြမယ် ်ကျတော့ဥက္ကဋ္ဌကဖားကောင်းလှုပ်ရှားတင့်တလားမတင့်ဘူးလားဆိုတာနင့်ပါဇက်ကိုမဲကြည့်လိုက်ပါပြီးလို့ရှိရင်နင့်အမေကိုမဲကြည့်ပါနင့်မနမရှိရင်နင့်နမကိုမဲကြည့်လိုက်ပါလို့ပြောချင်တယ်နင့်ရဲ့ပါဇက်ကနေမှဟုတ်တယ်ဆိုလို့ရှိရင်တော့ဟုတ်တယ်နင့်အမေကိုမဲကြည့်ပြီးမှနင့်အမေလည်းဟုတ်တယ်လို့ပြောလို့ရှိရင်တော့ဟုတ်နိုင်မယ်နော်ဒါကြောင့်ကျတော့ရဲ့ဥက္ကဋ္ဌကဖားကောင်းလှုပ်ရှားတင့်တလားမတင့်ဘူးလားနင့်ပါဇက်ကိုနင့်မဲကြည့်နင့်အမေကိုမဲကြည့်ပါလို့ပြောချင်တယ် နော်ခွင်းဘွားမတွေကလောင်နေကြတယ် KIOD ဟာငိမ့်ချိုင်ရဲ့လိုချင်လို့ဒီနေ့နင်းတို့10နှစ်ပြည့်လောက်ခဲ့တဲ့ NCA ဆိုတာဒီနေ့ကျွားတို့ KIOD ဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ် KIOD ဟာနင်းတို့ထက်အမျိုးအမြင်ကြီးလို့နင်းတို့ထက်အမျိုးအမြင်ရှိလို့ NCA ဆိုတာဟာမြန်မာနိုင်ငံမှာရှိကိုရှိတင်တယ်ဆိုတဲ့ခံယူချက်တွေကြောင့်ကျွားတို့နဲ့မဟာမိတ်လက်နက်ကိုင်တွေကိုခေါ်ပြီးတော့2023ခုနှစ်မှာကျွားတို့ စီဝဲခဲ့တာ2015မှာနင့်တို့ခွေးတွေကိုပြောတယ်တစင်းနဲ့ဆက်ခွေမှာနင့်တို့ခွေးတွေအစုလိုက်အပြုံလိုက်တေးပြီးမှတိုင်းဌာနချုပ်ကူတောင်မှတက်သိမ်းခဲ့တဲ့ညီနောင်သုံးဖော်ဖြစ်တဲ့အခါတတော်ဒီ TNLD MNDAAD ကိုလည်းပဲ DNCSR ချုပ်ထဲမှာ ခေါ်ရမယ်လို့ကျွတ်ရုတ် KIO နေနှုတ်ကိုပြောခဲ့တာ NCA ရဲ့အခြေခံပြဋ္ဌာန်းချက်ဟာဒီနေ့လူတယောက်မှာရှိတင်ရှိထိုက်တဲ့ဂုံရည်ဖြစ်တဲ့ဒါပါလဲဆိုလို့ရှိရင် အမျိုးသားတန်သူရဲ့အဲ့အမျိုးသားတန်သူရဲ့တခုကိုတောင်းနဲ့တော့ခွေးတွေလိုက်နိုင်ခဲ့သလားမျိုးသားတန်သူရေးဆိုတာကိုနင့်တို့လက်မခံလို့အာရခတ်တတော်ဒီ MNDAA ဒီ TNLD ကိုနင့်တို့ DNCA တဲမှာစာချုပ်မချုပ်ဆိုခိုင်းဖို့ဒါကြောင့်ကျတို့ KIO ဒီဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်ပေမဲ့လည်းပဲကျတို့ KIO ဒီဟာလုံးဝဆိုင်မထုတ်ခဲ့ပါ နော်ဒီနေ့ကြာမှာပဲကျတို့ KIOD လောက်ထားတဲ့ NCA ကိုပဲ DNCA ထဲမှာ KIAD ကလက်မှတ်မထိုးဘူး DNCA ထဲမှာ KIAD ကဝန်မပါဘူး KIAD ကလက်နက်ကိုဆက်လက်ပြီးတော့ကင်ချင်လို့ငိမ့်ချင်ရမလုပ်ချင်တာဟုတ်လား KIAD ဟာနင့်တို့ထက်အမျောအမြင်ကြီးလို့နင့်တို့လိုမျိုးခွေးတရောင်းစားမဟုတ်လို့ငိုတော့က DNCA ဆိုတာကိုဖွဲ့စည်းခဲ့တာ နော်နင့်တို့ဖွဲ့စည်းခဲ့တာမဟုတ်ဘူး ကျတော့ KI Audi ဖွင့်စီခဲ့တဲ့အဖွင့်စီဖြစ်တယ်။နင်းတို့ခွေးတွေကိုအစတုန်းကကျတော့ကလူထင်လို့ဒီ NCA နဲ့လှုပ်လို့ရှိရင်ကျတော့မြန်မာတပ်နိုင်ငံလုံးငိမ့်ချက်လိုက်မယ်လို့ထင်လို့ကျတော့ KI Audi ဖွင့်စီခဲ့တယ်။ဒါပေမဲ့စိုင်းထိုးမဲ့နေမှာပဲအမျိုးသားတန်းသူရေးဆိုတဲ့ဥစ္စာကိုနင်းတို့ခွေးတွေဖျက်ဆီးခဲ့တယ်။ဒါတခုနောက်တခုက ခွေးတော်မျိုးမင်းကသူ့ရဲ့ lobby ထဲမှာဘာဟောင်းသွားတယ်လဲဆိုတော့ KIO KIAD ဟာရွေးကောက်ပွဲကိုကြောက်တယ်ဘာကြောက်လဲဆိုတော့တက်လာမဲ့အစိုးရဒီကနေမှတဘုံဒီကိုချေမုံးမယ်လွတ်တော်ဆိုတာဟာတမရကိုတောင်မှဖြုတ်ချနိုင်တယ်ဒါကြောင့်ဒီလွတ်တော်ပေါ်ပေါက်လာမှာကိုကြောက်တယ်လို့ပြောတယ်လွတ်တော်ပေါ်ရင်လည်းဒီခွေးပဲ နော်အစိုးရဆိုတဲ့နင်းတို့ခွေးတွေတက်လာလို့ရှင်လဲဒီခွေးပဲဒီနေ့ကျမတို့တော်လာရဲတွေတိုက်มาလဲဒီခွေးပဲရွေးကောက်ပွဲပြီးချင်တယ်မပြီးချင်တယ်ဒီခွေးကတော့ဒီခွေးပဲအနင်းတို့ခွေးတွေရွေးကောက်ပွဲလှုပ်လိုက်လို့အစိုးရအစ်စ်တက်လာတယ်လို့ပဲထားဘယ်သူတက်လာမလဲနင်းတို့ခွေးပဲတက်လာမှာမဟုတ်ဘူးလားဒီခွေးနဲ့ပဲဒီနေ့ငါတို့ချတာလေဆိုတော့အစိုးရတက်လာလို့နင်းတို့မှာပါဝါထက်တက်သွားတာမဟုတ်တလို့နင်းတို့မှာလဲအာနာပိုရှိလာတာမဟုတ်ဘူးဒီနေ့ကျမတို့တော်လာရဲတွေတိုက်နေတဲ့ခွေးတွေဟာ ဒီခွေးတွေပဲဒါကြောင့်မို့အနစ်တို့ကိုအထူးတလဲကြောက်နေဆရာမလို့ဘူးဒါပေမဲ့ရွေးကောက်ပွဲလုပ်လိုက်တဲ့အခါမှာကျတော့ KIO ဒီစိုးရိမ်တယ်လို့ပြောလာတဲ့စကားကတစ်ချက် ကျတော့ဥက္ကဋ္ဌရဲ့မင်းကွန်းထမ်းမှာလည်းပါပြီးသားဖြစ်တယ်ရွေးကောက်ပွဲလုပ်လာတဲ့အခါမှာရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့နဲ့မထောက်ခံတဲ့အဖွဲ့ဆိုပြီးမှတင်းတင်းရှာရှာပေါ်လာမယ်ဒီနှစ်ခုကတော့ဆွေနှွေညှိနှိုင်းဖို့ရတော့အတော်လေးခက်လာတဲ့အခါမှာပြည်သွင်းစစ်ကပို့ပြီးမှခြေလျားလာမှာဖြစ်တယ်လို့ပြောတာပြည်သွင်းစစ် ဖြစ်လာလို့ရှိရင်ဘု து ခန်းစားလာအနစ်တို့ခွေးတွေတဲတာကိုဂယုစိုက်တာမဟုတ်ဘူးဒါပေမဲ့ပြီးသူဒီဒုက္ခရောက်လာမှာကိုစိုးရင်တယ်လို့ပြောတာအနစ်တို့ခွေးတွေတက်လာလို့ဘာမှထူးခြားလာမှာမဟုတ်ဘူးเนาะနင်းတို့ခွေးတွေတက်လာလို့အစိုးရဆိုတဲ့နင်းတို့ခွေးတွေပုံမှန်အားရှိလာတာမဟုတ်ဘူးဒီခွေးကဒီခွေးပဲ ဒါကြောင့်အထူးတလေကြောက်စရာမလိုဘူးလွတ်တော်ဆိုတာဟာတမရကိုဖြုတ်ချနိုင်တယ်လို့ပြောပေမဲ့ဒီလွတ်တော်တွေကဘာတူလဲအခုငါတို့တိုက်နေတဲ့ခွေးတွေပဲလေဆိုတော့လွတ်တော်ပဲပေါ်လာလာအစိုးရအစိုးရနဲ့နင့်တို့ခွေးတွေပဲအပေါ်ကိုတက်လာတက်လာဒီခွေးကဒီခွေးပဲလွတ်တော်ပေါ်လာလို့လေဒီခွေးတွေထဲမှာအင်အားပုံများသွားတာမဟုတ်ဘူးဒီခွေးတွေကနေမှအစိုးရတက်လာလို့နင့်တို့စီမှာလက်နက်ခဲရနဲ့ပုံများလာတာမဟုတ်ဘူးခွေးကခွေးပဲ ဒါကြောင့် KIOD ဟာတီးတန့်ကြောက်နေဆရာမလိုဘူးအခုဒီစကားပြောတာလဲပြည်သူလူထုကိုညံ့ညာခဲ့တယ်တိုက်ပွဲတွေဆင်နွှဲတိုင်းလဲပြည်သူလူထုကိုပဲညံ့ညာနေလို့တိုက်ပွဲတွေဒီနေ့ဒီချိန်ထိကြာနေခဲ့တာနင်းတို့ခွေးတွေကိုကြောက်နေလို့မဟုတ်ဘူးနင်းတို့အစိုးရပဲဖွဲ့ချင်းနေလူတော်ပဲခေါ်နေခေါ်နေနင်းတို့ကြိုက်တာလို့ဂယုကိုမစိုက်တာနင်းတို့ခွေးအစိုးဝဲကတော့ဒါကတော့ဒါပဲစစ်မှုထမ်းလဲပုံများမလားတို့နင်းတို့ခွေးတွေလဲတိုးတက်လာမှာမဟုတ်ဘူးနော်ဒါကြောင့်ကြောက်နေဆရာမလိုဘူး KIA တွေဟာနင့်တို့ခွေးတွေဘာပဲဖြစ်လာဖြစ်လာဂရုကိုမစိုက်တာဒါပေမဲ့ KIA ဆိုတာဟာပြည်သူလူထုကနေမှ မွေးဖွားလာတဲ့လူသားတွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုတွေကိုငဲ့ညာတဲ့အနေနဲ့ပြောတဲ့စကားစိုးရိမ်တယ်ဆိုတဲ့စကားဖြစ်တယ်။နှထင်ရှိရင်စဉ်းစားပါလို့ပြောချင်တယ်။ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကဝမ်တာဆရာတရင်ဖြစ်တယ်။ဒါပါလေဆိုတော့ကျမရဲ့တရင်ထဲမှာလည်း reaction လုပ်ပြီးသားဖြစ်တယ်။ဒေါ်တက်တက်ခိုင် 多得得开噶，多红杉书记个表给了阿龙，呃，交给他批办嘞嘛。多红杉书记下，奈安爷进到龙王瀑布，把张雷说了，如果阿丽母的判他了别的，如果是亏的个，奈安爷阿母的判他了不好不；如果阿丽母的呢，没亏母的呢，判他了别的对账。多红杉书记下，奈安爷，呃，进到龙王瀑布。 ဆိုတဲ့စကားကိုသူပြောခဲ့တယ်ဆိုတော့အခုတော့တက်တက်ကင်ဟာလွတ်တော်ကိုစလေအမတ်လောင်းအနေနဲ့ဝန်ပြိုင်မဲ့နေရာထဲမှာခွေးတွေရဲ့လက်တလုံးကြားဥပဒေဖြစ်တဲ့ရှစ်ကကြီးနဲ့ညှိစွန်းတဲ့အတွေ့အကြောင်းသူ့ကိုပေဖြတ်လိုက်တယ်လွတ်တော်ကိုစလေဒီရဲ့နာမည်စင်းတွေထွက်လာခဲ့ပြီးပြီဆိုတော့နာမည်စင်းထွက်ပြီးတဲ့နောက်ပိုင်းမှာဒီလိုမျိုးပေချလို့ရသလားလို့ပြန်မေးတဲ့အခါမှာတော့ခွေးတွေရဲ့လက်တလုံးကြားဥပဒေပုံမှန်36 ကငယ်သေးမှာကအမတ်လောင်းတည်းရဲ့နာမည်စင်းတွေထွက်သွားပေမဲ့ရွေးကောက်ပွဲမရောက်သေးတဲ့အတွက်ကြောင့်ပေဖြတ်လို့ရတယ်လို့ပြောတယ်။ပုံမှန် shit ကကြီးသေးမှာပါတဲ့ဥစ္စာကဘာလဲဆိုတော့နိုင်ငံတော်နဲ့ပုတ်ကလစ်ကတော့မတင်လျော်တဲ့ပေးရန်တာဝန်နဲ့ ကင်းရှင်းသူဖြစ်ရမည်တဲ့ဆိုလိုချင်တာကအကျွေးတွေမရှိရဘူး UEC ကနေမှတက်တက်ခိုင်အပါဝင်86ဦးကိုလည်းပဲအခုကိုယ်စလေလောင်းကနေမှပေးဖြတ်လိုက်ပြီဆိုတဲ့အကြောင်းလဲ UEC ကနေမှထုတ်ပြန်ထားတယ်အခုကျွန်တော်တပည့်မှာမြင်ရတဲ့ဥစ္စာကတော့တက်တက်ခိုင်ဆိုတဲ့အကျွေးဘီယင်မရဲ့အကြောင်းကို UEC ကနေမှထုတ်ပြန်ထားတဲ့စာဖြစ်တယ်အခုတူဟာအကျွေးဘီယမဖြစ်တယ်။ KBZ ကနေမှဘီလီယံတရာကျော် ချီထားတယ်အဲ့ဥစားနဲ့ပဲသူက68ဆိုတဲ့အဆောက်အုံကိုဆောက်ထားတယ်ပြီးလို့ရှိရင်အဲ့ကအခန်းတွေကိုလည်းသူမအပ်သေးဘူးကုန်းမောင်ခစ်ကနေမှစကဆောက်တာဒီနေ့ဒီချိန်တွေမပြီးသေးဘူးဝေထားတဲ့သူတွေကိုလည်းသူကအခန်းတွေမအပ်သေးဘူးဆိုတော့ဒီလိုမျိုးအကျွေးပိုင်ရှင်ဖြစ်တဲ့အတွက်ကြောင့်လူတော်ကိုယ်စလေကနေမှသူ့ကိုပေဖြတ်လိုက်တယ်လို့ပြောတယ်ဒါကြောင့်မို့အခုတက်တက်ခိုင်ကအကျွေးပေမှဖြစ်တဲ့အတွက်ကြောင့်လူတော်ကိုယ်စလေကနေမှပေဖြတ်လိုက်ရပြီဒါပဲသူများကိုလက်တစ်ချောင်းထိုးလို့ရှိရင်ကိုယ့်ဘက်မှာလက်၄ချောင်းလာတယ် ဒါကြောင့်မို့ဒေါ်သက်သက်ခိုင်အခုနေဟာကဘာတိအကျွေးဘယင်မဘီလျံတရားကျော်မရှက်ဘူးလားဒေါ်အောင်ဆန်းစုကြည်ကိုနင်းကအကလိနဲ့ဖမ်းတာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရဲ့အကျင့်တာမဟုတ်ဘူးလို့ပြောတယ်ဆိုတော့နင်းလိုမျိုးစက်မပြီးတဲ့မိမတယောက်ဒေါ်အောင်ဆန်းစုကြည်ရဲ့အကလိမှုတစ်ခုကိုထောက်ပြပါလားအခုနင်းကိုတော့ထောက်ပြနိုင်တယ် KBZ ကဘီလျံတရားကျော်အကျွေးရှိတယ်မရှက်ဘူးလား သူများကိုအကျွေးမဆက်နိုင်လို့ကိုယ်စလေလောင်းကနေအဖြုတ်ခံရတယ်ဆိုတာနင့်မချက်ဘူးလားဒါပဲနော်လာတော့မလေသေးဘူးဒီနေ့မှ26ပဲရှိသေးတယ်လာတော့မလေသေးဘူးလူဝတ်ဆိုတာချက်ချင်းလေသွားတယ်တည်တယ်နော်တလာတော့မပြည့်သေးတဲ့အချိန်မှာနင့်ဝတ်လေခံရတယ် တိပြီနော်ကို့အလက်ကြမှာပဲမနှဲ့နဲ့မရှက်ဘူးလားဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံရဲ့ကျင်တာမဟုတ်ဘူးသူကတော့မေခိုးမှုနဲ့အာအကလီမှုကြောင့်ဖန်ထားတယ်လို့ပြောပေမဲ့နင့်တို့လည်းတိတယ်ဒါပေမဲ့နင့်တို့ကမျက်နှလုံးမျက်နှာခွေးရဲ့ဘောဆုပ်ရဲ့အရာတာများရှိမလားဆိုပြီးမှနင့်တို့ဟာအမှန်တရားကိုဖုံးကွယ်ပြီးတော့ဘောငုံဘောဆုပ်ဘောမလုံနေတယ်ဒါကြောင့်မို့အခုဒေါအောင်ဆန်းစုကြည်ကဘယ်လိုမျိုးအကျဉ်းသားလဲဆိုတာတက္ကပါလုံးတိတယ် ဒေါ်အောင်ဆန်းစုကြည်ကထောင်ထဲကြပဲမဲ့ကြက်တရေရှိတယ်မိင်္ဂလာရှိတယ်လူရရှက်မှာတင့်တဲတယ်ဘာကြောင့်လဲဆိုတော့ခွေးတွေဘက်ကနေမှမတမာမှုနဲ့ဖန်စီထားတယ်နိုင်ငံရဲ့အကျဉ်းသားပဲခေါ်ခေါ်တခိုးလိုပဲခေါ်ခေါ်အကလိမှုနဲ့ပဲထောင်ချတယ်လို့ပြောပြောနင်းတို့ကြိုက်တဲ့နာမည်နဲ့ 通车，人人 Jamie, 大别妹，你妈那人家努力呢，那个巴佬啊努力，弟弟啊，大昂三叔子哈，阿比个是不大家么？阿今大别撇撇，八大别撇撇，大昂三叔子哈，你那不意思咩呗？喏，大别妹，你呢？你我故事来讲呢，漂亮来的哈，阿最不行嘛，撇得都叫你我，你呢？故事里老王呢，漂亮来的，阿新大老王没读过喏，你个阿最不行嘛，大昂三叔子讲，你那亏的阿那油了。 ထောင်ထဲချထားတာမတူဘူးထောင်မှနေရပေမဲ့စက်တရေမိန်လာရှိတယ်လူတိုင်းလေစားတယ်လူတိုင်းကာရဝပြုတယ်နင်းလို့သူများရဲ့အကျွေးကိုယူပြီးတော့အကျွေးမဆက်တဲ့စက်တရေတုံးတယ်ရှက်လဲမရှက်တတ်ဘူး ထပ်ပြောလေရွေးကောက်ပွဲတစ်ခုထဲတာလေနိုင်ငံရဲ့ထွက်ပေါက်ဖြစ်တယ်လို့ပြောလေနိုင်ငံရဲ့ထွက်ပေါက်ဟုတ်လားမဟုတ်လားတော့မသိဘူးနင့်ကတော့အကျွေးကနေမှမထွက်ပဲနဲ့အကျွေးထဲမှာနစ်နေလို့ကိုစလေလောင်းဆိုတဲ့ယာတူးကနေတော့ပြုတ်သွားပြီနင့်မရှက်ဘူးလားနော်အဆင့်တန်းအဲ့လိုမျိုးကွာတာနင့်ရဲ့အဆင့်တန်းဟာအကျွေးယူပြီးတော့အကျွေးမဆက်နိုင်တဲ့ဒရောင်းစားအဆင့်ပဲရှိတယ်အခုမှတ်ပြီနော်ဒါကြောင့်ဝတ်ဆိုတာလအတော့မကုန်သေးဘူးအခုနင်းစမှာဝတ်လေသွားပြီ ဝတ်ဆိုတာဟာဒီလိုလေတယ်ဆိုတာကိုနင့်တို့ခွေးတွေမြင်မြင်မှတ်ထားပါနင့်တို့ခွေးတွေအတယောက်စီတိုင်းတိတ်ယောက်စီတိုင်းဝတ်လေရမယ်ဆိုတာကိုမမေ့ထားပါနဲ့နော်ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့မင်းဆန္ဒနေမြင်နဲ့ပတ်သက်ပြီးတော့ပြောချင်တယ်ဒီဥစ္စာကိုမပြောခင်မှာကျွန်မနဲ့အကြိုက်သူတဲ့သူများရှိသလားတော့မသိဘူး။ဘာကြောင့်လဲဆိုတော့ကျွတ်ကလည်းအငိမ့်ဆိုအရန်ကြိုက်တာ။အငိမ့်နေဆိုလို့ရှိရင်အကုန်လုံးလုံးလူကိုအလွတ်ရတဲ့လောက်ရှိတယ်။ ကြည့်ပြီးသားဆိုလို့ရှင်တဲ့အထက်တလေးတလေးကြည့်တယ်။ဘာကြောင့်လဲဆိုသူတို့ပြောတာလေးကိုကိုကရီချင်တဲ့သဘောကြတယ်အဲ့လိုမျိုးပေါ့နော်။ဆိုတော့အငိမ့်ကိုရမ်းကြိုက်တယ်။ဒါပေမဲ့ဒီ23ဒေါ်လာရေရောက်လာပြီးတဲ့နောက်ပိုင်းမှာကောင်းတဲ့အငိမ့်တွေကမထွက်တော့ဘူး။ ပြီးလို့ရှင်လဲအခုအားလုံးမမိမှာပါ ခွေးကြပုကိုတွားကြိုးတဲ့အခါမှာငိမ့်ချမ်းရယ်ဒိန်းတောင်ရယ်အုံတီးရယ်ဆိုတော့ဒီခွေးလေးသုံးကောင်ကတော့နော်အဲ့တော့ကတော့နည်းနည်းစားရသေးတယ်ဆိုတော့စွာကျဲစွာကျဲပဲဘသူပဲငါငါငှရိုလိုက်ဆိုရဲလို့ပြောတယ်အဲ့လိုမျိုးနဲ့သူတို့အင်တာဗျူးပြုခဲ့တယ်အခုနောက်ကြတော့ဘာဖြစ်လာလဲဆိုတော့ငိမ့်ချမ်းဆိုတဲ့ခွေးအခုဘသူမှမငားလို့ ဆက်ကမ်းမောင်းနေတယ်ဆိုရလားဘာလဲမသိဘူးအဲ့လိုမျိုးပေါ့နော်ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်းဟိုတခါတော့ကအဲခင်ကြီးပြောတယ်ကုန်းစားဆရာတော်မရှိအောင်ဆင်းရဲနေတယ်ပြုလို့ရှင်တဲ့ဒိမ့်တောင်ကိုပွဲမငါဘူးဆိုတာအလုံးတိပြီးသားဖြစ်တယ်ပြုလို့ရှင်အခုအုံတီဘသူများငါမလဲဆိုပြီးမှမျောတော့ရောင်ဖြစ်နေတာဆိုတော့အခုတို့ကပွဲငါမဲ့လူကိုမျောနေကြတာဘာကြောင့်မို့ဘောမနေပေမဲ့လည်းပဲတို့ရဲ့ဘောပိုင်ရှင်တာတို့ဘာကြောင့်ပွဲမငါတယ်လဲဆိုတော့တို့ရဲ့ပိုးမှာရီဖို့ကောင်းတဲ့ ခွေးကျဘူပေါ်လာတာဆိုတော့ခွေးကျဘူကဘလောက်အထိရည်ချင်ဆရာကောင်းတယ်ဆိုတော့အခုဒီကိုလာတမ်က2ကိုစလေ Tom Andrew ကနေမှစစ်ခွေးတွေပြုတ်လုံမဲ့ရွေးကောက်ပွဲဟာအတုအယောင် ဖြစ်တယ်လို့ပြောတဲ့ဥစ္စာကိုအခုက Tom Andrew ကိုဒီရွေးကောက်ပွဲဥပဒေနဲ့တရားစွဲမလို့တဲ့သဘောကျတယ်သဘောကျတယ်နော်လူရှင်တို့အစ်စ်လိုပဲဆိုတော့အခု ိုလာတမ္ကာကအထုကိုစလေကစစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုအတူအောင်ပါလို့ပြောလိုက်တဲ့အတွက်ကြောင့်တရားစွဲမထောင်ချမယ်တဲ့ခွေးချဘူကတော့တကယ်နောက်ဆုံးပေါ်လူရှိတော့ပဲเนาะတော်မန်ဒရူးကိုပြောရမယ်ထင်တယ်အဖမ်းခံလိုက်ပါလို့ခွေးတွေရမ်းဖမ်းချင်တယ်တဘောကြတယ်တော်မန်ဒရူးကိုဖမ်းလို့တဲ့เนาะပြီးလို့ရှိရင်နောက်တစ်ခုကတော့လွန်ခဲ့တဲ့ပတ်တုန်းကမေဆန္ဒနေမြင်တဲ့ဝန်ပြိုင်မဲ့လွတ်တော်အမတ်ကြီးရဲ့ နာမည်တွေထွက်ပေါ်လာခဲ့ပြီထွက်ပေါ်လာတဲ့အခါမှာအခုဂျမ်ဖုတ်ကနေမှလွတ်တော်အမတ် 28កောင်ក៏တော့ဝန်ပြိုင်ဆံမလို့ပဲ ਨੇ လွတ်တော်အမှဖြစ်သွားပြီတဲ့။ဘာကြောင့်လဲဆိုတော့အခုသူတို့ဝန်ပြိုင်မဲ့မင်းဆန္ဒအနေမြေထဲမှာဘသူမှဝန်မပြိုင်ဘူး။သူတို့တခုသေးပဲပြဲလို့နံပါတ်1ရသွားတယ်လို့ပြောတယ်။သူတို့ကတော့ဟာငါတို့ကတော့ပြိုင်ဆံမလို့ပဲ ਨੇ လွတ်တော်အမှဖြစ်သွားပြီလို့ပြောတယ်။အဲ့လိုပဲနင်းတို့ကလည်းပဲကြိုတင်ပြမှာရွေးကောက်ပြီးတော့ဘာဖြစ်သွားမလဲဆိုတာလဲမျောကြည့်ကြပါလို့ပြောချင်တယ်။နော်။ဆိုတော့ခွေးတွေကတော့သူတို့ရဲ့ရွေးကောက်ပွဲတွေ excited အရန်ဖြစ်နေကြတယ်အခုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နင်တို့အဆုံးထိကြည့်ကြပါလို့ပြောချင်တယ်เนาะမေးပေးပြီးမှပဲနင်တို့ပြောနေတဲ့အစိုးရကိုပဲရွေးလိုက်မလားဒါမှမဟုတ်လို့ရှင်ဒီနေ့ကျွန်တော်တော်လာရဲရဲ့ကြည်ကလွတ်တော်အမတ်တွေကိုပဲပြစ်ချမလားဆိုတာကိုအစောက်ညော်ကြပါလို့ပဲပြောချင်တယ်เนาะကျွန်တော်ရဲ့ channel ကိုနှစ်တက်တယ်ဆိုရင် like and subscribe လေးကိုလည်းပေးခဲ့ကြပါ